ြစ်ကရဲစရဲအကောင့်ထဲပုံမှုမှာမသေးချာမရေရာမှုများရှိနေပြီးစစ်ပွဲတွေမရက်နိုင်သေးသေးရဲ့အပြစ်ရဲစရဲစာချုပ်ဟာစက်ကူပေါ်ကစာသားမျက်သားဖြစ်နေမယ်လို့ UWSA ရဲ့စစ်တင်နာပတိချုပ်ဥပောက်ယူချန်ကိုစား UWSB UWSA ဘိုးယုံတွေ့မှုဥပောင်းမြင်ကပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားမှုကိုမေလာတရနေ့ကရှမ်းပြည်နယ်မြောက်ပိုင်းဝါကိုပိုင်းအုပ်ချုပ်ခွင့်ရတိုင်းပန်ဆန်းမြို့မှာပြုလုပ်တဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့ကြီးကောင်းဆောင်များပန်ဆန်းထိပ်သီးစည်းဝေးမှာကျူစွာနှုတ်ဆက်စကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပန်းစန်းထိပ်သည့်စည်းဝေးကိုလက်ရှိပြည်တွင်ငြိမ်းချမ်းရေးကိုစောလင်စွာအကောင့်ထဲပေါ်ဆောင်နိုင်ဖို့တိုင်းဒေသနဲ့ကိုင်ဒေါ်လာရင်ဖွဲ့စည်းကောင်းဆောင်နေတဲ့အတူတကွစိတ်ပါဝင်စားတဲ့တနင်္ဂနွေလုံးရဲ့ငြိမ်းချမ်းရေးကိစ္စပြဿနာတွေကိုအတွေးမြင့်ချင်းညှိနှိုင်းဖလှယ်ကြကဒူတာတွေကိုရှေ့ထားမဒူတာတွေကိုထိမ့်သိမ့်ကအတူညှိနှိုင်းဆွေးနွေးပြီးအမြင်သဘောထားတစ်ခုရရှိဖို့ ပြည်သူအစိုးရနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီးနောက်ဆုံးမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ငြိမ်းချမ်းရေးစာချုပ်တခုရေးထိုးနိုင်ဖို့ကျင်းပတာဖြစ်တယ်လို့သိရပါဗျ။ယခုထိပ်သီးစည်းဝေးမှာဝါကိုပိုင်အုပ်ချုပ်ခွင့်ရပြည်내ဖြစ်သတ်မှတ်ပေးဖို့ပြည်သူအစိုးရထံတင်ပြထားမှုပေါ်တိုင်းရင်းသားဖွဲ့စည်းကောင်းဆောင်တွေရဲ့စာနာမှုနားလည်မှုနဲ့ထောက်ခံမှုတွေရရှိဖို့မျှော်လင့်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါဗျ။ဤရင်းစစ်မီဒီအဆက်မပြတ်လောင်ကျွမ်းတဲ့ဖြစ်ပြီးလူနည်းစုတိုင်းသားဒေသပြည်သူများကြီး စ်ပွဲမှပေးလာတဲ့နာကျင်မှုနဲ့ဒီဒုက္ခများကိုခံစားနေကြရပါပြီ။မတ်လ30တည်းရည်ရင်ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရနှင့်လူနည်းစုတိုင်းကလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည်တိုင်းငံလုံးဆိုင်ရာစစ်ရဲရေးစာချုပ်မူကြမ်းကိုလက်မှတ်ရေးထိုးနိုင်ခဲ့ ြီးဖြစ်တော်လဲတဏ္ဍာန်လို့ဆေးရဆေးရအကောင်းချက်ပွားရတွင်ညာပြလာတော့မတိချမရည်ရမှုနဲ့တိုက်ပွဲများရှိနေတဲ့စစ်ပွဲမရသိုင်မရနိုင်သေးသမျှကာလတွင်တဏ္ဍာန်လို့ပြည့်ပြည့်စေးရစာချုပ်ဒီစက်ဘောကစာသားများတာဖြစ်ပါတယ် ကျွန်တော်တို့သိပြီးစီဝေးချင်းမရခြင်းဤရည်ချက်ဤလက်ရှိပြည်ရင်းနေရည်ကိုစောမြင်စွာအကောင်းချေပေါ်ဆောင်နိုင်ရအတွက်ဖြစ်ပြီးဒီတည်းတိုင်းသာလက်နက်ကင်တော်လာရေးအဖွဲ့စီကောင်းဆောင်များနဲ့အတူတကွစိတ်ပါဝင်စားပြီးတနိုင်ငံလုံးဤရင်းချမ်းရေးကိစ္စကတ္တနာများကိုအတွေးအမြင်ချင်းညှိနှိုင်းပြေကြတာ ူဒီများကိုရှေ့ထားမတူဒီများကိုသိသိ၍အတူတင်နိုင်ဆွေးနွေးပြီးအမြင်သဘောထားတစ်ခုရရှိရနှင့်ပြည်တော်စုအစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပ၍နောက်ဆုံးတွင်တနိုင်ငံလုံးတိုင်းတာဖြစ်ငြိမ်းချမ်းရေးစာချုပ်တစ်ခုရေးထိုးနိုင်ရန်ညွှန်လင့်ပါသည် အခုထိုက်တီဆွေးနွေးပွဲကိုအင်ရှင်ဝါပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ပါဝင်ကရင်မျိုးသားအစည်းအရုံး KNU ကချင်လူမျိုးရေးအဖွဲ့ KIO KIA ရှမ်းပြည်ပြည်လဲတူတောင်ရေးကောင်စီ RCSS SSA ရှမ်းပြည်တွတ်တဲရေးပါတီ SSPP SSA ကရင်မျိုးသားတွတ်တဲရေးပါတီ KNPP မွန်ပြည်သက်ပါတီ NMSB ပအိုင်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL တို့ကကိုယ်စားလှယ်တက်ရောက်ခဲ့ကြပါတယ်။ ဒါပြင်မိုင်လာအဖွဲ့ NDAA တောင်မြသားလွတ်မြောက်ရေးတပ် TNLA ရခိုင်တပ်ဖွဲ့ AA ကိုကန့်အဖွဲ့ MNDA တို့ကကိုယ်စားလှယ်လက်တယောက်ခဲ့ကြလို့သိရပါဗျာ။